ကဲဒီကောင်လေးတွေကပန်တာလေးတွေမဟုတ်ပါဘူးเนาะဒီကောင်လေးတွေကခွေးကလေးတွေပဲဖြစ်ပါတယ်ရုပ်တရက်ကြည့်လိုက်တော့လေဒီကောင်လေးတွေကိုပန်တာလေးတွေလို့ထင်တာဒါပေမဲ့မဟုတ်ဘူးခွေးကလေးတွေဖြစ်နေတယ်ဒါကတရုတ်နိုင်ငံကွမ်တုံးပြည်နယ်မှာရှမ်းဝေရှိလို့ခေါ်တဲ့သတိဆန်ယုံကလာကြည့်တဲ့ပြည်သက်တွေကိုဆဲဆောင်ဖို့အတွက်ကိုပန်တာတွေကိုပြသထားကြောင်းကြေညာပြီးတော့လာကြည့်တဲ့ပြည်သက်တွေအများကြီးရရှိဖို့အတွက်ကိုဆဲဆောင်ခဲ့တယ် တကယ်တော့အမွှေးတွေထူပြီးတော့ဝိုင်းဆက်တဲ့မျက်နှာပုံစံရှိတဲ့ဒီခွေးလေးတွေကပန်ဒါတွေနဲ့အနည်းငယ်ဆင်တူနေတယ်။အတော့ဒီခွေးလေးတွေကိုပန်ဒါလိုမျိုးအဲ့တော့လမ်းအောင်ကြည့်ရှုတဲ့သူတွေကလည်းဆက်ဆံခြင်းမှာပန်ဒါအစ်စ်လိုပဲထင်ခဲ့တာပါ။ဒါပေမဲ့ကြွေပြားခြားနာချက်တွေရှိပါတယ်။အဲ့ဒါကအရွယ်အစားပဲဖြစ်ပါတယ်။ဒီခွေးလေးတွေကအနှဲငယ်သေးတဲ့အတွက်ကြောင့်မလို့လူတွေကတန်တရားစားဖြစ်လာတာပေါ့နော်။ဒီလောက်သေးတဲ့သေးတဲ့ပန်ဒါတွေမမြင်ဘူးပေါ့နော်။ ။နောက်တစ်ချက်ကအဲ့ဒီပန်ဒါတွေဇီကနေခွေးဟောင်းနဲ့အတန်တွေထွက်လာတဲ့အချိန်မှာတော့သူတို့တွေဘလုံးမညင်းလို့မရအောင်ဒါကပန်ဒါအစ်စ်မဟုတ်မှန်းခွေးကလေးတွေဖြစ်တယ်ဆိုတာကိုလာရောက်ကြည့်ရှုတဲ့သူတွေကရိပ်မိတော့ခဲ့ပါတယ်။အဲ့တော့အဲ့ဒီအကြောင်းကခဏလေးအတွင်းမှာပဲဆိုရှယ်မီဒီယာပေါ်မှာချက်ချင်းကိုပြန့်နှံ့သွားခဲ့ပါတယ်။အဲ့တော့တော်တော်ညံကြီးရှင်နေနော်။